ဒီမှာပြရတဲ့ပုံမှာပြရတဲ့ဒီပေါ့နော်ဒီဖြစ်စဉ်ကဘယ်နေရာမှာလဲပေါ့နော်ကျွန်တော်လည်းလောလောဆယ်ဟိုဒီပသိမ်ဘက်ရောက်နေလို့ဒီဖြစ်စဉ်ကဘယ်နေရာမှာလဲဆိုတာလေးကိုဟိုသိကျင်တယ်ပေါ့နော်ကျွန်တော်ကိုကျွန်တော်ရဲ့ဒီညီကိုလေးကနေပြီးတော့လာပြီးတော့ဒီတည်င်းလေးကိုမေးတယ်ဗျမေးတော့ကျွန်တော်ကလည်းအခုကလိုင်သားမှာမရှိတော့လိုင်သားလို့တော့ပြောတယ်ကျွန်တော်ကိုဒီဒီသားမီးရဲ့အခြေအနေလေးရဲ့ဒီသားမီးလက်ရှိရလွတ်သွားတာလားဒါမှမဟုတ်သူတို့ ရေးယူထားတာလား ဒါမို့ဒီဆိုင်ရရောဘယ်နေရာလေးလဲဒီဖြစ်စဉ်ကဘယ်နားလေးမှာဖြစ်တာလဲဆိုတာလေးကိုတိတဲ့ညီကိုတွေမောင်နှမတွေရှိလို့ရှိရင်ကျွန်တော်တစ်ချက်လောက်အဲ့ဒါလေးပြောပြပါအောင်လို့ဒီကလေးတွေဒီမိသားစုဒီသားမီးရဲ့လိမ့်စာကိုတိလို့ရှိရင်လည်းနေရာကိုတိရင်လည်းကျွန်တော်တစ်ချက်လောက်နော်ချက်ပေါက်ကနေပဲဖြစ်ဖြစ်အဲကျွန်တော်ဒီပေါ့နော်ဖုန်းဆက်ပြီးပဲဖြစ်ဖြစ်မက်ဆေ့ရပဲဖြစ်ဖြစ်ဗိုက်ဘာပဲဖြစ်ဖြစ်ကျွန်တော်တစ်ချက်လောက်အကူညီပြီးပြောပြပါအောင်လို့ဘာဖြစ်လို့လဲဆိုတော့ဟိုဟိုဒီဖြစ်စဉ်ကတော့သူကတော့ ဟုတ်ပြီသူခိုးတာတော့သူခိုးတယ်ပေါ့နော်ကျွန်တော်တို့မြင်တာတော့သူခိုးတယ်ထင်တာပေါ့ခိုးတယ်ဒါပေမဲ့ဒါပေမဲ့ဟိုဒီဟိုပေါ့နော်ဒီလိုရိုင်းနှက်နှိပ်စက်ညင်ပန်းတာကြတော့ဟိုအများပြည်သူအနေနဲ့ကတော့အဆင်မပြေဘူးပေါ့လေအဲကျွန်တော်တို့အဲ့တော့သူဒီဟုတ်တယ်သူ့ဘက်ကမားခဲ့တယ်မှန်တယ်ဒါပေမဲ့ဒီလိုကြီးညင်ပန်းနှိပ်စက်တိုင်းဒီမှာခြီတာမျိုးတို့ပေါ့နော် ဟိုရိုက်တာတော့မျက်မျက်နာလေးကြီးပဲရိုက်တာဟိုဒါရိုက်တဲ့လူကိုလည်းကျွန်တော်ကဒါအပြစ်ပြောဖို့အရေးယူဟိုကျွန်တော်တို့ကသူ့ကိုဒုက္ခပေးဖို့လည်းကျွန်တော်တို့မရှိဘူးနော်ဒါကသူ့ကိစ္စသူ့အကြောင်းသူဖြစ်တဲ့ပြဿနာကိုသူရှင်းရမှာကျွန်တော်တို့ကြတော့ဒီတာမီရဲ့အခြေအနေလေးကိုကျွန်တော်တို့သိကျင်တယ်ကျွန်တော်တို့တတ်နိုင်ရင်တတ်နိုင်တဲ့ဟာလေးကိုကူညီကျင်တယ်ဖြစ်နိုင်မယ်ဆိုလို့ရှင်တော့ဖြစ်နိုင်မယ်ဆိုလို့ရှင်တော့ဘောနော်ဒီတာမီနေတဲ့လိပ်စာလေးရဲ့ ော်နော်လက်ရှိအခြေအနေလေးပေါ့လေလက်ရှိအခြေအနေလေးဒီသားမီးကလွတ်သွားတာလားဒါမှမဟုတ်ဒါမှမဟုတ်ပေါ့နော်အဲဒီသားမီးဒီသားမီးလေးကအခုအေးအေးယူခံရတာလားဒါမှမဟုတ်သူတို့အိမ်မှာရှိနေတာလားပေါ့နော်ရှိနေတယ်ဆိုလို့ရှိရင်လည်းသူတို့အိမ်လိမ့်စာလေးကိုသိကျင်တယ်အေးအေးယူခံရတယ်ဆိုလည်းကျွန်တော်တို့ဒီသူတို့ကဗမာရှိတယ်ဗမာအေးအေးယူခံရတယ်ဒါမှမဟုတ်ဒီဖြစ်စဉ်ဖြစ်သွားတဲ့အဓိကဖြစ်စဉ်ဖြစ်သွားတဲ့နေရာလေးကဘယ်နေရာလဲနဲ့နောက်သူတို့ ဒီသားမိနေတဲ့နေရာလေးကဘယ်နေရာလဲဆိုတာလေးကိုကျွန်တော်ဟိုအဓိကသိချင်တာပေါ့နော်အခုမနေ့ပြန်ကြလို့ရှိရင်တော့ကျွန်တော်ဒီရန်ကုန်ပြန်ရောက်မှာပေါ့ရန်ကုန်ပြန်ရောက်တဲ့ခါကျလို့ရှိရင်အဲ့ဒီကိစ္စလေးကိုကျွန်တော်အတက်နိုင်ဆုံးဟိုကိုတက်နိုင်တဲ့ဘက်ကနေပဲကျွန်တော်ကူညီခြင်းနဲ့ဘောနော်ဘာကူညီလို့ရမလဲပေါ့ဘာကူညီလို့ရမလဲပေါ့ဒါဟိုဒီရိုင်းနှံနှိမ့်ဆက်ပြီးတော့ဒီလှုပ်တဲ့လူတွေကိုလည်းကျွန်တော်ကအပြစ်ပြောတာမဟုတ်ဘူးပေါ့နော်အဲသူတို့အပြစ်ရှိတယ်ဆိုရင်သူတို့အပြစ်ကိုသူတို့ကသူတို့ရှင်းရမှာ အဲကျွန်တော်ကတော့ကျွန်တော်ကဟိုဘာကူညီနိုင်လဲဆိုတာပဲကျွန်တော်ကကူညီနေတာเนาะအခုကျွန်တော်ရဲ့ညီကိုတွေကျွန်တော်တငယ်ချင်းတွေကျွန်တော်ရဲ့မိတ်ဆွေတွေပေါ့เนาะတချို့ဟိုဆရာဝန်တွေဆရာဝန်ကြီးတွေလည်းကျွန်တော်လမ်းဆက်တာရှိတယ်ဗျတချို့အမှုပညာရှင်တွေလည်းကျွန်တော်လမ်းဆက်တာရှိတယ်ဒီတားမိကိုဟိုအခြေအနေလေးကိုသိချင်တာပေါ့เนาะဟုတ်ကဲ့ပါကျွန်တော်အတင်းတစ်ချက်လောက်ဟိုအမြန်လေးပြန်ပြီးတော့ဟိုဆက်သွယ်ပေးစီချင်ပါတယ်ကျွန်တော်ပြောပြပေးစီချင်ပါတယ်ဗျကျေးဇူးတင်ပါတယ်